ဂိမ်းမောင်900ကျော်အစော့လွန်ပြီးတတ်တော်80ရောက်မှဖန်ဆီးထိန်းသိမ်းခံလိုက်ရတဲ့ထိုင်းဖုံဖုံပရိသတ်များလုံးမဲ့မင်္ဂလာဘာမာရပန် page ကနေကြိုဆိုလိုက်ပါတယ်အခုနောက်ပိုင်းခေတ်တွင်မှာ online ဂိမ်းတွေဖြစ်တဲ့လောင်းကစားဂိမ်းတွေကလူအများစုရဲ့နေထိုင်မှုဘဝမှာဝင်ရောက်နေရယူလာကြပါတယ်ဂိမ်းမောင်900ကျော်ဆိုတဲ့လောင်းကစားဂိမ်းကြော်ညာတွေကလည်းလူတွေရဲ့နေစဉ်ဘဝမှာလွှမ်းမိုးလာတာကြောင့် online လောင်းကစားဂိမ်းကိုစော့ကစားသူတွေများပြားလာတာပေါ့ online လောင်းကစားဂိမ်းတွေကမြန်မာနိုင်ငံမှာလည်းလွှမ်းမိုးမှုတွေများလာသလိုမြန်မာနိုင်ငံရဲ့အင်းကြီးချင်းနိုင်ငံတွေနဲ့နိုင်ငံတချို့မှာလည်းလောင်းကစားဂိမ်းစော့ကစားလာ ွေကများပြားနေကြတာဖြစ်ပါတယ်။လောင်ကစားဆိုတာကဘယ်ရာမမကောင်းတာကြောင့်ဒီလိုအွန်လိုင်းဂိမ်းတွေကလည်းလူတွေရဲ့ဘဝကိုပြတ်တဲ့အထိဖြစ်နေတာပါ။ ဒီအွန်လိုင်းဂိမ်းတွေကြောင့်ဘဝပြတ်ခဲ့ရုံမကဖန်ဆီထိန်းသိမ်းခံလိုက်ရတဲ့အထက်မှာပါဝင်လာခဲ့သူကတော့ထိုင်းနိုင်ငံကဖုံးတော်ကြီးတပါပဲဖြစ်ပါတယ်။လောင်ကစားဂိမ်းတွေဟာထိုင်းနိုင်ငံမှာလည်းတွင်ကျဲနေတာကြောင့်စော်ကစားသူတွေအများကြီးဖြစ်နေကြတာပေါ့။ဒီအထက်မှာထိုင်းနိုင်ငံနခွန်ပတ်တုံခရိုင်မှာရှိတဲ့ World Ranking ဖုံးကြီးကျောင်းကကျောင်းထိုင်ဆရာတော်ကျောက်ခွန်ယမ်ခေါ်ဆရာတော်ဓမ္မဝါစီရနိုဝတရလည်းပါဝင်နေကြတာဖြစ်ပါတယ်။ကျောင်းထိုင်ဆရာတော်ကြီးကျောက်ခွန်ယမ်ကအသက်တော်80ရွယ်ရှိပြီဖြစ်ကထိုင်းတိုင်းနိုင်ငံလုံးကလူတန်းကိုးကွယ်သူများတဲ့ဖုံးဖုံးတပါပဲဖြစ်ပါတယ်။ င်းဒါကြောင့်သက်တော်80ရှိပြီးလူအများလေးစားကိုကိုွယ်ရတဲ့ဖုံဖုံတပားကခုလိုတွေလှုပ်သွားတာကိုမယုံကြည်နိုင်ဖြစ်ရပြီးထိုင်းတနိုင်ငံလုံးကအံ့အသင့်နေခဲ့ရတာပေါ့ဖုံဖုံကဖုံကြီးចောင်းပိုင်အလှငွေတွေကိုယူပြီးဖဲဆော့လိုက်တာကြောင့်မေလ15ရက်နေ့ကဖမ်းရန်ထုတ်ခံလိုက်ရတာဖြစ်ပါတယ် ဖုံဖုံဟာចောင်းပိုင်အလှငွေတွေကိုသူ့ရဲ့ဘဏ်အကောင့်ထဲပြောင်းထည့်ဖို့ចောင်းချိုးတော်ဆောင်ဖွဲ့ကိုပြောကြားခဲ့တာဖြစ်ပြီးစုစုပေါင်းလွှတ်ပြောင်းငွေကဘတ်တန်း300ရှိတာဖြစ်ပါတယ်ဖုံဖုံကဒီအလှငွေတွေကိုပွဲစားမျိုးသမီးတယောက်ရဲ့အကူအညီနဲ့ဘဏ်အကောင့်ထဲကနေရွှေ့ပြောင်းချိတ်ဆက်ပြီး online game တွေကိုစော့ကစားခဲ့တာပဲဖြစ်ပါတယ် background ဆိုတဲ့ pay game ကိုစော့ကစားခဲ့တာဖြစ်ပြီးဘတ်တန်း300ကျော်အထိ30နေခန်းမှဘယ်သူမှမရိပ်မိခဲ့ကြပါဘူးနောက်ပိုင်းမှာတော့ဖုံဖုံနဲ့ချိတ်ဆက်ခဲ့တဲ့ပွဲစားမျိုးသမီးဖန်ဆီးခံခဲ့ရပြီးဖုံဖုံကိုလည်းတိုင်ကြားချက်တွေရှိခဲ့တာဖြစ်ပါတယ်စောပါပွဲစားမျိုး သမီးကတော့ပြီးခဲ့တဲ့နှစ်ကဖမ်းဆီးခံခဲ့ရတာဖြစ်ကအခုချိန်မှာတော့အာမခံနဲ့ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်ဖုံဖုံကိုဖမ်းဆီးခဲ့ရမှာအကြောင်းအရသက်သေမခိုင်းလုံးပဲဖမ်းဆီးခဲ့တာမဟုတ်ပါဘူးတိုင်ကြားချက်ကြောင့်ဖုံဖုံရဲ့အကြောင်းမှာရတပ်ဖွဲ့ဝင်တို့ကရှလကြလောက်တဲ့အထိအသွင်ယူနေထိုင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်အကြောင်းအရသက်သေအခိုင်လုံးတွေ့ရှိခဲ့ပြီးမေလ10ရက်နေ့မနက်10:00နာရီအချိန်ကမှ ဘန်ကောက်မှာရှိတဲ့ဘိုးစုံစမ်းထောင်လိုင်းရေးဘျူရိုကနေဖမ်းဝရမ်းထုတ်ခဲ့တာပေါ့အဲဒီနောက်မှာတော့မွန်လွဲပိုင်းမှာ CIP ကရဲမှုချုပ်ပန်ဂရို CIP လက်ထောက်ရဲမင်းကြီးစရီပရာဆက်နဲ့ ထိတ်တန်းစုံစမ်းရေးဘူရိုအရာရှိတွေကလမ်းရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။အရင်နောက်ရတဖွဲ့ကဖုံဖုံရဲ့ငွေစည်းနေကိုစစ်ဆေးကြည့်တဲ့အခါမှာ2021ခုနှစ်နောက်ပိုင်းထက်ကဖုံကြီးချောင်းပိုင်အလှငွေတွေကိုလွှဲပြောင်းနေကြတာတွေ့ရတဲ့အပြင်ပိုပိုင်ပတ်စံဘတ်တန်း၂ယောက်ကိုလည်းလောင်ကစားဂိမ်းထဲမှာအသုံးပြုခဲ့သေးတာပါ။ဒါကြောင့်ဖုံဖုံအသုံးပြုခဲ့တဲ့ငွေတွေစုစုပေါင်းကဘတ်တန်း900လောက်ထိရှိတယ်ဆိုတာသိခဲ့ရတာ ဖြစ်ပါတယ်။ဒါနဲ့မကသေးပဲဖုံဖုံကြောက်ခွန်ရံကအမျိုးသမီးကိစ္စအရှုံးရှင်းနေပါရှိတယ်ဆိုပြီးစုံစမ်းသိရှိလာခဲ့ရတာပါ။ ဒါကြောင့်ထိုင်းပြည်သူတွေအနေနဲ့အတော်ကိုထိုင်းလန်တောင်းလို့တောင်းရပြီးလောင်ကစားရဲ့လွှမ်းမိုးမှုကသင်ကန်းစာရုပ်ပဲဖြစ်သွားခဲ့တာပါပရိသတ်တို့အနေနဲ့ရောဂိမ်းမောင်း900ကျော်အဆောက်လွန်ပြီးတတ်တော်80ရောက်မှဖန်ဆင်းထိန်းသိမ်းခံလိုက်ရတဲ့ထိုင်းဖုံဖုံနဲ့ပတ်သက်ပြီးအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်မတို့ရဲ့ page ကို like and follow လေးလက်ခွက်ချပါအောင်နော် နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ